အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့အဲ World Rapid Championship 2022ခုနှစ်ကအဲကစားခဲ့ကြတဲ့အဲ NHK နဲ့ Daniel Dubov တို့ရဲ့ကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဒီပွဲကတော်တော်လေးမိုက်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာအဖြူကစားသမားက NHKD ဖြစ်တယ်အမဲကစားသမားကတော့အဲ Daniel Dubov ဖြစ်တယ်ပေါ့နော်အနေအရောကတော့ Super Grandmaster တွေပဲအနေအရော Rating 2900ကျော်တယ်ပေါ့ NHKD ဆိုရင်လောလောလတ်ဒါ Champion ဖြစ်ထားတာပေါ့နော် ဟုတ်ပြီ။ဒါဖြစ်ဒီတို့ရဲ့လွန်ခဲ့တဲ့၃နှစ်ကကစားပွဲတစ်ပွဲကိုကျွန်တော်တို့သူကြည့်လိုက်ပေါ့။အဲ့တော့အဖြူကနေပြီးတော့ Anish Kedia ကစားပွဲထဲမှာ net of 3ဆိုပြီးတော့ရွှေ့တယ်။ဒါကိုဒါကို Daniel Dubov ကဘယ်လိုပြန်တော့မြန်ခဲ့လဲဆိုရင် D5 နဲ့ပဲပြန်ပြီးတော့တုံပြတယ်။အဲဒီညမှာ Anish Kedia ဘာလက်ထပ်ဖွင့်လဲဆိုလို့ရှိရင် G3 ဒါကတော့ Kingsin Dian attack ကိုသွားတာရည်ရွယ်ထားတယ်ပေါ့နော်။ Kingsin Dian attack ပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆို G6 Dubov ကလည်း G6 နဲ့ပြန်တော့ပြန်တယ်ဘက်ဆက် G2 ဘက်ဆက် G7 D4 Narf6 ဲ့တော့ C4 အဲ C4 ပြီး C4 တက်လိုက်တဲ့ချိန်မှာတဲ့ဒီနေရာမှာဟို debuff ကဘာရှိခဲ့လဲဆိုရင် C6 ပဲရှိတယ်ပေါ့နော် C6 မှာ C85 C85 အဲ Knight C3 Knight C3 မှာ Gasoline ဒါကတော့ပုံမှန် opening move တွေပဲလို့ပြောလို့ရတယ်ဒါ dubof ကအမေကနေပြီးတော့ဒါကိုသူ့ဘရင် လုံခြုံမှုအတွက်ကိုအင်းဆုံး gasoline လောက်ထားတယ်ပေါ့ ဒီနေ့မှာအနစ်ကီရီယာဘာရွှေ့ခဲ့လဲဆိုရင် night e5 ဆိုပြီးတော့ရွှေ့ခဲ့တယ်ဒါသူ့ရဲ့ကစားကောင်တကောင်ကိုဟိုထပ်ပြီးတော့အဲ center control မှာယူထားတယ် center မှာ output ရှိထားတယ်ပုံမှန်အပြည့်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့ဘာလေးရွှေ့လို့ရလဲဆိုရင်အဲ e6 ရွှေ့လို့ရတယ်ဒါမှမဟုတ် bishop f5 ရွှေ့လို့ရတယ်အဲဒီလိုပုံစံလေးနဲ့ကစားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဆိုရင် knight c6 ပဲခုံလို့ရတယ်ဒါပေမဲ့ကစားပွဲထဲမှာ dubof က အဲကျွန်တော်မြင်မှာတော့ဒီကစားပွဲကြည့်ပြီးတော့သူအရှိကိုဘလောက်များကြိုတွက်ထားလဲပေါ့နော်သူအရှိကဘလောက်များဘဏ္ဍကွက်များကြိုတွက်ထားလဲဒါမှမဟုတ်လို့ဆိုရင်ဒီ line နဲ့ပတ်သက်ပြီးတော့သူဘလောက်တောင် preparation လုပ်ထားလဲပေါ့နော်အရန်တိတာလို့ ਨੇ ဘာရွှေ့လဲဆိုလို့ဆိုရင်ဒီနေရာမှာ night e4 ဆိုပြီးရွှေ့လိုက်တယ်ဒါဒီဘာလို့လိုက်တာလဲဆိုတော့ ဟိုပုံလေးတကောင်ကြီးလိုက်တယ်လေပြောလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီညမှာဟို night e4 စားရင်ပြန်စားရင် bishop နဲ့စားရဲဆိုရင်ဒါပုံလေးတစ်လုံးကြောက်သွားမှာ။အဲဒီပုံလေးတစ်လုံးတူဘာလို့ကြီးရလဲ။ဘာလို့ကြီးရလဲပေါ့။နောက်မှအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ်။အဲ့တော့ပုံလေးကြီးလိုက်တာကို anish kiri ကဒါလက်ခံခဲ့တယ်စားလိုက်တယ်ပေါ့ night e4 ဒီ day e4 bishop e4 ပေါ့။ဟုတ်ပြီ။အဲ့မှာ ကျွန်တော်တို့ဒီမှာထပ်ကြည့်ဒီမှာဆိုလို့ရှိရင်ဟိုပုံမှန်အပြည့်ဆိုတော့ကျွန်တော် Nike ကအဲ C6 ထွက်လဲရတယ်အဲ Nike D7 ထွက်လဲရတယ်ပေါ့ဒါပေမဲ့ဇာပွဲထဲမှာလည်းဟို Dubov ကဘာရှိခဲ့လဲဆိုရင် Nike C6 ဆိုပဲရှိခဲ့တယ်ဒီမှာလည်းဘာလုပ်တာလဲဆိုတော့ဆိုရင်ပုံလေးစလုံးထပ်ပြီးတော့ကျွေးတယ်အဲဒါပေမဲ့ဒီလိုကျွေးတဲ့လုံကတော့ပြန်ပြီးတော့ရတယ်လို့ပြောလို့ရတယ်ဥပမာအဖြစ်ဟို Nike C6 စားမယ်ဆိုရင် B6 စပြန်စားပစ္စည်းအဲဘီရှာရီစီပြန်စားမယ်ဆိုလို့ရှိရင်အဲ root ကို bh ရှောက်မယ်ပြီးတော့လို့ရှိရင် d4 ကိုပြန်စားမယ်ဆိုတဲ့ idea လေးပေါ့ เนาะဥမာပြန်ကျွန်တော်ဒီမှာတော့ကစားပွဲထဲမှာစားတယ်ပြန်စားတယ်အဲ့မှာဒါပေမဲ့ဟိုဒူဘော့အနစ်ကီရီယာတတိယစီစစ်ကိုထပ်မစားတော့ဘာကြောင့်လဲဆိုတော့အကယ်၍များစီစစ်ကိုထပ်စားမယ်ဆိုလို့ဆိုရင်အရစ်ဘီအေးလေးပြန်ဆောင်တော့မယ်ပြီးတော့လို့ဆိုရင်ဒီဖိုးကိုပြန်ပြီးတော့တရက်ရှိရပေါ့ပြည်ဒီမှာ NHKD အနေနဲ့ကကစင်းလမ်းမလောက်ကတည်းကဆိုတော့ဒါကစင်းလုံးမယ်ဆိုလို့ရှိရင်လေအာဒီနေရာမှာဒီအဲဒီ Steve ကပုံနေပြန်ပြီးတော့ပေးရမယ်ပေါ့ ဲ့တော့ကြောင့် anish kiriya သူ့ရဲ့ဒီ center point နဲ့ကိုမပေးချင်ဘူး center point နဲ့ဒီ down point ပေါ့နော် center point နဲ့ဒီ side point နဲ့ပေါ့မလဲချင်ဘူးပြီးတော့နောက်တစ်ခုကကြတော့ဒီ c6 က point ဒီအမဲ point နဲ့ဒီဒါအားနေတဲ့ point weak point နဲ့ဖြစ်တယ်ဒါဒီသူအချိန်မရွေးဒါဒီ point လေးကို pressure ပေးပြီးတော့တိုက်ခိုက်မယ်ဆိုတော့အဲရည်ရွယ်ချက်နဲ့ပဲသူကဘာလဲလုပ်ခဲ့လဲဆိုရင် bishop e3 ဆိုပြီးတော့ရွှေ့ခဲ့တယ် bishop e3 ရဲ့ရည်ရွယ်ချက်ကတော့ဒါသူ့ရဲ့မထုတ်ကားတဲ့ကစားကောင်တကောင်ကို develop လုပ်တယ်ပြီးတော့ဒီ d4 point လေးကိုပြန်ကယ်ထားတယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာကစားပွဲထည့်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာအဲဒူဘော့ဖ်ကဘာရှိခဲ့လဲဆိုရင်ဘက်ရှော့ H3 အဲ့လိုမှတကယ်ရွှေ့ကိုရှေ့တင်တဲ့ရွှေ့ကလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ဘီရင်ကကက်စလင်းမလောက်ကသေးဘူး။ကက်စလင်းမလောက်ကသေးတဲ့အခြေအထားတစ်ခုမှာ ဟိုပြောမယ်ဆိုလို့ရှင် FPND queen site ကိုကစင်လုပ်ဖို့ဆိုလည်းမဖြစ်နိုင်တော့ဘူး။အဲဘာကြောင့်လဲဆိုတော့ဒီ queen site ကြီးကပွင့်နေရပေါ့နော် queen site ကစင်လုပ်ဖို့ဆိုမဖြစ်နိုင်ဘူး။အဲ့တော့သူ့မှာလုပ်เสียက king site ကိုပဲရှိတယ်။အဲ့ဒီ king site ကိုလုတ်ခွင့်မပေးဘူး။လုတ်ခွင့်လာပေးလိုက်မယ်ဆိုလို့ရှင်ဒါအဖြူတွက်က ace ဖြစ်သွားပြီ။ဒါပေမဲ့ဒီနေရာမှာ dubof အနေနဲ့ तू ပွန်းတလုံးကျွေးတာဒါဒီအလကားကျွေးတာမဟုတ်ဘူး။ तू ပြန်ပြီးတော့တခုခုပြန်လိုချင်တယ်။အဲ့တော့ကြောင့် bishop h3 ဆိုပြီးသွားတယ်။အဲအဖြူဘင်းကစင်လုပ်မဲ့လမ်းကြောင်းလေးကိုလိုက်ဖြတ်ထားတယ်ပေါ့။ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် NHK ကကစားပွဲထဲမှာဗာရွှေ့ခဲ့လဲဆိုတော့ F3 F3 ရဲ့ရည်ရချက်ကတော့ဘာလို့ရှင်းလာလဲဆိုတော့ဟို NHK ကင်းဆိုင်ကိုကစင်းလုံးလုံးမရတော့ဘူးဆိုတော့သူ့ရဲ့ရည်ရချက်ဒီ F3 တက်ပြီးတော့ king ကို F2 မှာခုံမယ်ပြီးွားမှာ rook ကိုပြန်ပြီးတော့ activate လုပ်မယ်ပေါ့နော်ဒီ down ကနေပြီးတော့ထုတ်လိုက်လို့ရှိရင်ဒါပဲဖြစ်ဖြစ် king ကလည်း safe တယ်လို့ပြောလို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီမှာ dubov ကဘယ်လိုမျိုးတွေဆက်ကစားမလဲဆိုတော့ကျွန်တော်လည်းတူတူကြည့်ရတယ် အဲ့ဒီမှာ Dubov ကဘာထက်ရွှေလဲဆိုလို့ဆိုရင် Ruby 8 Ruby 8ကကြတော့ဒီမှာ C စစ်ကိုပြန်ကယ်လာဆိုရင်လုံးဝမကယ်ဘူးဘာလို့လဲဆိုရင် B2 ပွန်းလေးကိုပြန်စားမယ် B2 ပွန်းလေးထပ်ပြီးတော့ pressure ပေးထားတယ်အဲ့တော့ B2 ပွန်းကို pressure ပေးထားတယ်ဖြစ်တဲ့အကြောင်းသူက B3 တတ်တယ် B3 မှာ Rook B4 ဆိုပြီးတခါထပ်တတ်တယ်ဘာထပ်လို့လဲဆိုရင် D4 ပွန်းလေးကိုထပ်ပြီးတော့စားမယ် D4 ပွန်းလေးကို pressure ထပ်ပေးတယ်အဲ့တော့ကစားပွဲထဲမှာတော့ Anishkiria ဒီနေရာမှာအဲ KNF2 ဆိုပြီးတော့ရွှေ့ခဲ့တယ်ဗောနော်အဲ KNF2 ရွှေ့ရွှေ့ခဲ့တယ် အဲဒီနေရာမှာအဖြစ်ကနေပြီးတော့22လဲရွှေ့ကျင်တော့ရွှေ့လို့တော့ရတယ်မဲ့နည်းနည်းလေးကြည့်ရပေါ့အဲ့ကဲ22ရွှေ့လိုက်မယ်ဆိုလို့ဆိုရင်အမဲရနေပြီးတော့ဘာလို့လဲရဆိုရင် queen b6 ဆိုပြီးတော့ပြန်နေလို့ရတယ်အဲ queen b6 ပေါ့ queen b6 မှာသူက rook c1 အဓိကတော့ဒီ rook ကိုပြန်ကယ်ထားတယ်ပြီးတော့ဒီ d4 လေးကိုတိုက်ထားတယ်ပေါ့အဲ့တော့ rook c1 လာမယ်ဆိုလို့ဆိုရင် bishop d4 စားလို့ရတယ် ဒါဆိုလို့ရှင်သူပေးလိုက်တဲ့ပုံနဲ့တလုံးပြန်ပြီးတော့ရပါတယ်။ဒီနေ့ထားမှာ root tech c စစ်စစ်ပါလဲစားလို့မရဘူး bishop စားလိုက်လို့ရတယ်ပေါ့နော်။အဲဒီနေ့ထားကတော့ဘာဖြစ်ဖြစ်အမဲကအဲ SMB ရဲ့လို့ပြောလို့ရတယ်။ဒါတိုးတက်လဲတော်တော်လေးကို fine သွားပြီပေါ့။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အဲဒီမှာနည်းနည်းလေးထက်ကျ အဲ့အဲ့ဆိုကျွန်တော်တို့ဒီကစားပွဲလေးပြန်ကြည့်မယ်ပေါ့နော်ကစားပွဲထဲမှာတော့ဒီနေသားမှာ Anishkiri ကဘာပဲရှိခဲ့လဲဆိုရင် KNF2 ဒါကတော့ဒါလက်တဘာဝကြားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ king ကိုအာဒါလုံခြုံတဲ့နေရာတစ်ခုပို့ထားတယ်ပြီးတော့မှဒီ Barrett မှာဒီ Rook တွေ Queen တွေကိုတကောင်းတကောင်းချိတ်ဆက်ထားတယ်ဒါဆိုလို့ဆိုရင်အဲနောက်လဲကြလို့ဆိုရင်အဲ Rook တွေဘာကြီးလဲထုံနေထုံမယ်ဒါမှမဟုတ်လို့ဆိုရင်အဲတခုခုပေါ့ဒါဘာပဲဖြစ်သူ့ရဲ့ကစားကောင်တွေက activate လုပ်ဖို့လွယ်သွားပြီလို့ပြောလို့ရတယ်ဟုတ်ပြီဒီနေရာမှာ Dubov ကဘာတွေထပ်ပြီးရွှေ့มาလဲ စဉ်းစားကြည့်ပေါ့နော်ဒီဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်ဟို tactics တော့မဟုတ်ဘူး position and play ပေါ့ဘယ်လိုတွေထပ်ပြီးတော့ကစားဝါမလဲပေါ့နော်ဒီနေရာမှာဟို Dubov ကကစားပွဲထဲမှာတော့ဘာရှိခဲ့လဲဆိုရင် F5 ဆိုပြီးတော့တစ်ခါချွေခဲ့တယ် Bishop ကိုမောင်းတယ် Bishop မောင်းတဲ့အခါမှာ Bishop ကအနောက်ကိုပြေးနေအဲတိတ်တော့မကောင်းဘူးအနောက်ကိုပြေးလည်းမကောင်းတဲ့အခါကျတော့ဘာဖြစ်လို့လဲဆိုရင် C6 ကပွန်တွေကိုတစ်ခါထပ်စားလိုက်တယ်အဲပွန်စားတယ်ပေါ့နော်အဲပွန်စားတဲ့အခါမှာထပ်ပြီးတော့ ဒူဘော့ဖ်ကဘာရွှေ့လဲဆိုရင် F4 ဆိုပြီးတော့ပုံအောင်ထက်ကျွေးတယ်မိုက်တယ်နော်ချွေးကတည်းက F4 ဆိုပြီးထက်ကျွေးတယ်ထက်ကျွေးတော့ဒီနေရာမှာဟိုအဖြူအနေနဲ့ Anishkid အနေနဲ့ရွေးချယ်စရာနှစ်ခုရှိတယ်ပုံနဲ့စားတာရယ်ဘစ်ရှပ်နဲ့စားတာအော်ကစားပွဲထဲမှာလည်းပုံးနယ်ပဲစားတယ်ပေါ့နော်ဘစ်ရှပ်နဲ့လည်းစားလို့မရဘစ်ရှပ်နဲ့စားရင်ဘစ်ရှပ်တွေဒီဖိုးစားလိုက်လို့ဆိုရင်ဒီမှာ check ရဲ့ဒီမှာ rook ရဲ့ဆိုတော့ဒါ exchange ပေးလိုက်မှာဒါဆိုလို့ဆိုရင်တော်တော်လေးနဲ့ရောင်းရမယ်လို့ပြောလို့ရတယ်အဲ့တော့ ဒီမှာတော့မရှိနိုင်စားလို့မကောင်းအဲ့ကစားပွဲထဲမှာလည်း NHK ကဘာနဲ့ပဲစားခဲ့လဲဆိုရင်ပေါ်နဲ့ပဲစားခဲ့အဲ့ပေါ်နဲ့စားခဲ့တဲ့ခါကျတော့နောက်ထပ် Dubov ရဲ့ရွှေခွက်ကဘာဖြစ်မလဲဆိုတော့ E5 ထပ်ပြီးတော့ပေါ်နောက်တလုံးထပ်ပြီးတော့ကျွေးတယ်တောက်ချောက်ကြီးနော်ဟိုကစားပွဲတဲ့အစတည်းကနေဟိုကျွေးလာတာကျွေးလာတာတလုံးမိတလုံးစရိုက်စရိုက်ကျွေးတယ်အဲ့တော့ဒီ e-bike ရွှေခွက်ကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့ထားမှာဒီနေ့ထားမှာပေါ့နော်အဲ အဖြူကနေပြီးတော့ရွေးချယ်စံနောက်ခုရှိရယ် F bonus ဆာမလား D bonus ဆာမလားပေါ့အကောင်းတာကတော့ D bonus ဆာတာကတော့ပိုကောင်းတယ်ကစားပွဲထဲမှာလည်း NHK က D bonus နဲ့ပဲဆားတယ်ပေါ့နော်အဲ့တော့ F bonus ဆာမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့အရင်ကြည့်တယ် F တဲ့ E5 ဆိုလို့ရှိရင် Cornish 4နဲ့ check မယ်ချက်တဲ့အခါကျတော့ကြော်ဒီမှာဘာတွေ့ရလဲဆိုလို့ရှိရင် King ကပြေးစရာ King G1 မယ်ရှိကင်းဂျီဝမ်ပြည့်တဲ့ခါကျရင်ထပ်ပြီးတော့ bishop တဲ့ e5 ဆိုပြီးစားလိုက်လို့ရ။ဒီပိုးလေးကိုပြန်စားလို့ရတယ်။ဒီနေရာမှာ ပေါင်းနဲ့ပြန်စားလို့မရအောင်အကယ်ပေါင်းနဲ့တာပြန်စားခဲ့မယ်ဆိုရင်အဲ made in 3ဖြစ်သွားမှာပေါ့နော်အဲ rigi phone နဲ့ချက်မယ်သူကဘာလို့လဲဆိုရင်ပေါင်းနဲ့စားမယ်ပြီးရင် going နဲ့ချက် mission နဲ့ကပြီးမှရတရားချတရားစားချက်လာလို့ဆိုရင်ချက်မယ်ဖြစ်သွားပြီပေါ့အဲ့တော့အဲ့တော့ကျွန်တော်ဒီနေရာမှာဒီနေထားလေးမှာအဲအဓိကပြောချင်တာ F ဘုန်းနဲ့စားလို့မရဘူးเนาะအဲ့တော့ D ဘုန်းနဲ့ပဲစားရမယ်အဲ့တော့ဒီမှာကစားပွဲတက်မှာလေ Anish KD က D8 E5 ပဲစားပါတယ်အဲ့ ဒီဘွန်းနဲ့ပဲစားတယ်ဒီဘွန်းနဲ့စားတဲ့အချိန်မှာထပ်ပြီးတော့ဒူဘော့ဖ်ကဘာထပ်လုပ်လဲဆိုရင် Queenage 4နဲ့ချက်တယ် Queenage 4နဲ့ချက်တဲ့အချိန်မှာ King က G1 ကိုလာတယ် King G1 မှာတခါထပ်ပြီးတော့ဘာထပ်လုပ်လဲဆိုတော့ Rook B takes F4 Exchange sacrifice ထပ်ပြီးတယ် Exchange sacrifice ထပ်ပြီးတယ်နောက်လည်းကြာလို့ဆိုရင် Queen G5 တွေပါတွေကနေချက်ပြီးတော့ Queen G2 တွေပါတွေဝင်ချက်မယ်ပေါ့ဒါလို idea လေးရှိရပေါ့အဲ့ဒါတင်မှာဒူဘော့ဖ်က root F4 Rudey F4 စားတဲ့အခါကျတော့ Bishop Knight ပဲပြန်စားရတာပေါ့ NHK ကြီးကအဲ Queen Day F4 ပြန်စားထားတယ်အဲ့တော့ဒီမှာဟိုအဖြူရဲ့ဘလိုခံစက်အဖြူကနေပြီးတော့အမေရဲ့တိုက်စစ်ကိုဘလိုခံစက်လုပ်မလဲပေါ့ဒါနောက်လက်ကျရင် Queen E3 ချက်မိတ်ကလည်းကြံနေသေးရဲ့ပြီးတော့ဒီမှာ G5 ချက်ကွက်တွေကလည်းအဲ G5 ချက်ကွက်တွေလည်းကြံနေသေးတယ်ပေါ့နော် Queen 3တွေ Queen G5 တွေပေါ့အကင်းကိုချက်ပြီးတော့အဲဝင်ကွက်တွေပေါ့နော်ဒါလေးတွေကြံနေသေးတယ်အဲ့တော့ဟို ကစားပွဲထဲမှာတော့ NHKD ကဒီနေရာမှာအဲ queen d5 ဆိုပြီးတော့အဲ king ကိုလာချက်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာပို့ပြီးတော့အဖြူအတွက်ကောင်းတဲ့ရှုပ်ကွက်ကဘာလဲဆိုရင် queen c1 ဆိုတဲ့ရှုပ်ကွက်လေးကပို့ပြီးတော့တိကြတယ်အဲဘာလို့လဲဆိုတော့ e3 ချက်ကွက်ကိုလည်းတားထားတယ်ပြီးတော့ဒီမှာ g5 ကိုလည်းတားထားတယ်အဲ့တော့ဒီလိမ့်မြတ်တာရှေ့လိုက်မယ်ဆိုရင်အမဲက queen နဲ့ e5 စားမယ်ပြီးတော့ဒီမှာကဒီချက်ပြီးတော့ ဟိုစားမဲ့ကွက်ကိုထပ်ဖြတ်ပြီးပြတ်စားမဲ့ကွက်ကိုလည်း queen ကတားထားတယ်ပေါ့နော်ဒီမှာအဲ့ဒါဆိုလို့ရှိရင်ပြီးရင်ဒီမှာအဖြူကနေပြီးတော့ king of 2တွေပါရွှေ့လိုက်ရတယ်အကယ်၍ rook c8 တွေပါလာမယ်ဆိုလို့ရှိရင်လည်းပဲဒီမှာကဘာလို့လဲရစေ queen c4 နဲ့ချက်မယ် bishop e7 နဲ့ကားမယ်ဆိုရင် queen e4 လေးပြန်သွားလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ဒါအဖြူနေနဲ့ဒါပြန်ပြီးတော့ equal ပြင်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေထားလေးရဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေသားမှာ NHKD ကမရှိခဲ့လေဆိုရင် Queen D5 ဆိုပြီးတော့ချက်ခဲ့တယ် Queen D5 ချက်လိုက် ခွင်းနေပြန်ချက်လိုက်တဲ့အချိန်မှာအဲ့တော့ဘာလဲလက်ကမလဲဆိုတော့ဒါတော့ကင်းမယ်ပြေးရမှာပေါ့နော် ကင်းအရှိပြေးတယ်အကင်းအရှိပြေးတဲ့အချိန်မှာအနက်ကီဒီကဒီနေရာမှာပါရှိခဲ့လဲဆိုရင်ကွင်း E4 ဆိုပြီးတော့ကွင်းချင်းဆိုင်တယ်ကွင်းချင်းလဲကစားမယ်ကွင်းလဲကွင်းလဲလဲဆိုရင်တက်တာပါမယ်ပေါ့ဒါပေမဲ့ဟိုဘာဖြစ်သွားလဲဆိုတော့ Queen က D5 ကချက်တဲ့အခါကျတော့ခုနက D5 ကချက်မဲ့အကွက်ကိုဟိုမကာွယ်ပေးနိုင်မကာွယ်ပေးနိုင်တဲ့အတွက်ကြောင့်ဒီနေရာမှာ ဒူဘော့ဖ်ကဘာရှိလဲဆိုလို့ဆိုရင် Gwen G5 ချက်တယ် Gwen G5 မှာ Gain of 2လာတယ် Gain of 2မှာတခါထပ်ပြီးတော့ Gwen အဲ Root of 4လေးတဲ့ဒီမှာ Gwen လေးကိုပြန်ပြီးတော့မောင်းထားတယ်မောင်းတဲ့အခါကျတော့ဘာရှိလဲဆိုတော့ Adish Kiri က Gwen D5 လေးပဲနေထားတယ်အဲ့တော့တခါထပ်ပြီးတော့ Gwen နဲ့ Shun နဲ့ချက်တယ် Gwen နဲ့ Shun နဲ့ချက်တဲ့အချိန်မှာ ကင်းကဘယ်သွားမလဲပေါ့နော်ကင်းကဒီနေရာမှာအဲအီဒရီသွားလို့ရတယ်ဂျီဝမ်သွားတယ်ဂျီဝမ်ကလည်းနည်းနည်းလေးပိုဆိုးတယ်ပေါ့နော်ကစားပွဲတက်မှာတော့ကင်းအီဒရီဆိုပြီးတော့ NHK တီကသွားခဲ့တယ်အဲကဲဂျီဝမ်သွားမယ်ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့အဲဂျီဝမ်သွားမယ်ဆိုလို့ဆိုရင်ဘစ်ရှော့အိတ်စ်လေးတစ်ခါထပ်လာမယ်ဘစ်ရှော့အိတ်စ်ရဲ့ရည်ရွယ်ချက်ကတော့ဒါနောက်လဲကြလို့ဆိုရင်အဲရူဂျီဖိုချက်မယ်ပြီးရင်ဘစ်ရှော့ဒီ3ဘစ်ရှော့အီဒရီနဲ့ချက်မိုက်မယ်ပေါ့ဥပမာဖြင့်အာ e6 တက်တယ်ဆိုပါစို့ဒါဆိုရင် rg4 နဲ့ချက်သူကစားမယ်စားတဲ့ခါကျရင်ကျွန်တော် mission နဲ့ချက်လိုက်လို့ဆိုရင်တစ်ခါတက်မိတယ်ပေါ့ အဲ့တော့ဒီလိုပုံစံနဲ့ဟိုကစားလို့ရတယ်ဗျာအကိမ်းမြန်ကင်းချီဝမ်းသွားခဲ့မယ်ဆိုရင်အဲ့တော့ဒီမှာ NHKD ကဘာပဲရွှေ့ခဲ့လဲဆိုရင် gain E3 ပဲရွှေ့ခဲ့တယ်အဲ gain ကိုရှောင်းခဲ့တယ် gain E3 မှာဟိုကစားပွဲထဲမှာ Dubov ကဘာရွှေ့ခဲ့လဲဆိုရင် group of eight group of eight ကတော့ဘာလို့ဆင်းလာလဲဆိုတော့အဓိကတော့ဒီ background ကနေပြီးတော့ချက်လို့မရအောင်ချက်ွက်တွေကိုတားထားတယ်လို့ပြောလို့ရတယ် background ကိုတားထားတယ်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ idea တစ်ခုက queen နဲ့ f4 ကနေပြီးတော့အာ check မယ်ပေါ့နော်ဒီလိုပုံစံလေးရရှိတယ်အဲ့တော့ အမှန်တော့ဒီမှာတော့ဟို engine ကအကြံပေးတာတော့ rook f5 တွေကိုအကြံပေးတယ်ပေါ့နော် rook f5 ကပို့ပြီးတော့ကောင်းတယ်ဆိုပြီးအကြံပေးတယ်ဒါပေမဲ့ rook f8 ကတော့ဒါတိတ်မကောင်းဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာ engine ဘာမှဆိုလို့ရတယ် -1.8 ကနေပြီးတော့0.0အထိပြန်ပြီးတော့တက်သွားကြပါတယ်ပေါ့အဲ့ဒါမလားကြီးကတော့ဒီ slot ကမကောင်းဘူးလို့ပြောလို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီမှာကဟိုအဖြူကနေပြီးတော့ anish kd ကပါရှိခဲ့လဲဆိုရင်အဲ queen c5 ဆိုပြီးရွှေခဲ့တယ်အမှန်ဒီနေရာမှာတခြား queen d4 က လေမဆိုးဘူးပေါ့နော်ကွင်းဒီဖိုးကွင်းချင်းဆိုင်လိုက်လို့ဆိုရင်ဒီရှိုးကကပို့ပြီးတော့ဟိုအဖြူအဖြူတက်ပို့ပြီးတိကျတယ် NHKD တက်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဒါပေမဲ့ဒီကစားပွဲထဲမှာတော့ Queen C5 ကြီးကတော့မကောင်းဘူးပေါ့နော် Queen C5 ကတော့ဒါသူ့ကို NHKD ပြန်ပြီးတော့နှိမ်ရွာတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေရာမှာအသက်လာ0-0ကနေပြီးတော့ -3 ထိကျသွားတယ်။အဲ့ဒါဆိုလို့ရှိရင်ဟိုဟာဖြစ်တော့တော်တော်နှိမ်ရွာပါပေါ့နော်ဒီရှိုးကလေးက။ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှင်ဟိုအဲ့ဒီဟာဟိုဒူဘော့ဖ်ကဘယ်လိုမျိုးအခွင့်ရေးပြီးမလဲဆိုတော့ queen f4 နဲ့ချက်တယ်ချက်တဲ့အခါကျတော့ king က f2 လာတယ် queen h4 နဲ့တခါပြန်ချက်တယ် king က e3 ပြန်လာတယ်အဲ့မှာ queen g5 ကနေချက်တယ် queen g5 ကနေချက်တဲ့အချိန်မှာဒီနေရာမှာအဖြူကနေပြီးတော့ဘရင်ပြေးတဲ့နေရာဆိုလို့ဆိုတော့ဒီမှာပေါ့နော်ဘာရှိလဲဆိုလို့ရှင်အာ king က D3 ပြေးလို့ရတာရှိရယ် F2 ပြေးလို့ရတာရှိရယ်ပေါ့နော်ကစားပွဲထဲမှာတော့ Anish Kiri ကကင်း D3 ပဲပြေးခဲ့တယ်ဘာလို့ F2 မပြေးရလဲဆိုတော့ F2 ပြေးခဲ့မယ်ဆိုလို့ရှိရင် Quincy Dunn ချက်မယ်သူက King E3 လာမယ်ပြီးရင် Bishop Ace နဲ့ချက်မယ်အဲ King က D3 လာမယ်ပြီးရင် Bishop F5 နဲ့ချက်မယ်ဒါဆိုလို့ရှိရင် King ကပြေးစီရနေရက C5 ဝက်ဒီမှာ Bishop နဲ့ကာလို့ရသေးရယ်ပေါ့နော်အဘိရှာနဲ့ပြန်ကားမယ်။ဘိရှာတဲ့ E4 ဆိုလို့ရှိရင် Rook D8 နဲ့တခါထတ်ချက်မယ်။ဒါဆိုရင် King ကဒီနေရာမှာအဖြူကနေပြီးတော့ပြေးစရာ C5 ပဲပြေးရမယ်။ King C3 ပြေးလို့ရှိရင် ် rook နဲ့ပင်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟိုရှုံးပြီပေါ့ကွင်းကြွားသွားဆိုရှုံးပြီဖြစ်တယ်အဲ့တော့ဒါလည်းမကောင်းဘူးအဲ့တော့ကြောင့်ကစားပွဲထဲမှာ anish kd ကဘယ်ပဲရွှေ့ခဲ့လဲဆိုရင် king ကိုအာ d3 ပဲရွှေ့ခဲ့တယ် k d3 မှာတဲ့ဘာဆက်ရွှေ့လဲဆိုလို့ရှိရင် dubov က rook နဲ့ချက်တယ်ချက်တဲ့ခါကျတော့ king က c4 ထလာတယ် bishop နဲ့တခါထက်ချက်တယ် king ကအာ b5 ကိုသွားတယ်ပေါ့နော်အဲ့ဒီနေရာမှာ king c3 သွားမယ်ဆိုရင်တော့ ကွင်းစီဒူနာချက်လိုက်လို့ဆိုရင်မိတ်တယ်ပေါ့နော်ဒါမိတ်တယ်အဲ့တော့ king က b5 ကိုပဲလာတယ် b5 ကိုလာတဲ့အခါမှာထပ်ပြီးတော့ dubof အနေနဲ့ bishop f8 လာတယ် queen ကိုမောင်းတယ် queen ကိုမောင်းတယ်အဲ့တော့ဒီ e5 ကပုံလေးကိုစားလို့ရအောင် queen ကိုမောင်းလိုက်တယ်ပေါ့အဲ့တော့ queen က c3 နဲ့ပြန်ပြီးတော့ကဲထားတယ် queen ကစီနံကဲလဲဒီမှာ rook b8 နဲ့တခါထတ်ချက်တယ်ထတ်ချက်တဲ့အခါကျတော့ king ကပဲသွားလဲဆိုတော့ king က a4 သွားတယ် king d4 မှာ queen d7 နောက်လက်ကြလို့ဆိုရင်ဒီမှာ queen a3 နဲ့ checkmate လုပ်မယ်ပေါ့ ဲ့တော့ check mail လောက်မှာဖြစ်တော့ကြာတော့ A3 နဲ့ပြန်ကားတယ် A3 နဲ့ကားတဲ့အချိန်မှာ bishop ထိပ် B3 ချက်တယ်ချက်တော့ตัว king က a5 လာလို့မရဘူးပေါ့နော် king a5 ပြီးလို့ရှိရင် queen c7 နဲ့ချက်မယ် king a6 လာရင် queen b6 နဲ့ချက်လိုက်လို့ရှိရင်ဒါမိတ်တယ်ပေါ့အဲ့တော့ king ကမပြေးဘူး queen နဲ့စားတယ် queen နဲ့စားတဲ့အခါမှာ rotate b3 ပြန်စားတယ်သူက king နဲ့ပြန်စားတယ် king နဲ့ပြန်စားရချိန်မှာ queen e6 ဆိုပြီးချက်လိုက်တဲ့အချိန်မှာပဲ အန်အက်ကီရီက resign လုပ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ double attack နဲ့ bishop ပါကြာပြီပေါ့နော်။ bishop ပါကြာပြီဆိုတော့ queen bishop နဲ့ rook နဲ့ကောင်းနေကြတော့ဒါဘလို့မှဟိုခုခံလို့မရဘူးပေါ့။ဒါကြတော့အမေကလုံးဝအပြတ်သက်တာသွားပြီပေါ့။အဲ့တော့ဒီနေ့ထားမှာပဲဒါအန်အက်ကီရီကအရှုံးပေးသွားတယ်။အဲ့တော့ဒီဘွဲလေးကိုကြည့်ပြီးအချိန်မှာကျွန်တော်ဗာတွေ့လိုက်ရလေဆိုတော့ debuff ကတော်တော်ကောင်းတယ်ဗျ။ debuff ကစားတာ။ debuff ကစားတာတော်တော်ကောင်းတယ်။ဟိုလုံးဝဟိုပြောရမယ်ဆိုရင်ခစ်တဲ့မီခီတာများလာပေါ့။နော်မီခီတာရဲ့ပုံစံလေးလိုပဲဟို ကျွေးပြီးတော့ sacrifice တွေလုပ်တယ်အကောင့်တွေစတဲ့တယ်လုံးဝ dedicated vision အရန်ကောင်းတယ်ပေါ့တော်တော်လေးမိုက်တဲ့ကစားပွဲတစ်ပွဲဖြစ်တယ်ဟိုသူ့ရဲ့ preparation ဆိုလဲဒါလေးစားရတယ်ပေါ့နော်သူဒီ opening ကိုအရန် preparation လုပ်ထားဆိုလဲဒါတော်တော်လေးလေးစားဖို့ကောင်းနေ preparation မဟုတ်ဘဲနဲ့အရှိကိုကြိုပြီးတော့တတ်ထားဆိုပို့လို့တော့လေးစားဖို့ကောင်းလေးစားဖို့ကောင်းနေတယ်တော်တော်လေးမိုက်ပါတယ်ဒီပွဲလေးကတော့အားလုံးတပေါ်ကြချန်နေတက်လိမ့်မယ်လို့ထင်ပါတယ်ဒီပွဲလေးကိုအစားဆုံးဒါရောက်ကြည့်ရှုအားပေးကြတဲ့တရားရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်လို့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ